ကျွန်တော်ရဲ့သားသမီးကျွန်တော်ရဲ့မိစေများအားလုံးမင်္ဂလာပါကုမုဒ္ဒရာဗီရင်ဟော့စတယ်ကနကနေပြီးတော့သတုံးရဲ့7လ2025မှ19ရဲ့7လ2025တပတ်သွင်းအပြောပြီးတော့မှဖြစ်ပါတယ်ကျွန်တော်ရဲ့သားသမီးဟာအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့လုံငန်းအပြောင်းအလဲလေးတွေကြောနေပါတယ်เนาะအဝေးပြောင်းအနည်းပြောင်းလည်းဖြစ်တတ်ပါတယ်လုံငန်းနဲ့ပတ်သက်ပြီးတော့เนาะ အဲလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အောက်လက်ငယ်တာအထက်လူကြီးနဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေအနည်းငယ်ကျွမ်းနိုင်ပါတယ်အလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့အရှိတော်ကနောက်ဆော့ကအနေအထားမျိုးဖြစ်တတ်တယ်အေဂျင့်လုပ်ငန်းအွန်လိုင်းလုပ်ငန်းပုတ်လုပ်ငန်းပိုးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအရတော့အထင်ကလေးဖြစ်ပြီးရင်အောင်မြင်မှာဖြစ်ပါတယ်လူမှုရေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေမှုတွေနောက်လူမှုကွန်ရက်နဲ့ပတ်သက်တဲ့ကိစ္စတွေ လာသမီးကိစ္စတွေအားလုံးကောင်းတဲ့ထမရှိနေပါတယ်အဲဒါတော့လာသမီးနဲ့ပတ်သက်ပြီးတော့ဝန္ဒဆရာသတင်းစကားကြီးကြားမယ်ရှင်နှင်းငယ်ရတာတွေဖြစ်ပေါ်မယ်နောက်ထရန်ဒီရှူတွေရှိရင်ဝင်မယ်ရှူတွေပါတွေလည်းဝင်လာတတ်တယ်နိုင်ငံခြားဒီမျိုးချက်နဲ့ပတ်သက်တဲ့ကိစ္စရတွေကောင်းတယ်အထယ်ထယ်လေးလုပ်ငန်းတွေအကြောင်းဝဖြစ်မယ် စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအတစ်ဆန်းတွေပါလုတ်ကန်ရတတ်တယ်။စီးပွားရေးနဲ့ပတ်သက်ပြီးအခွန်လန်းတစ်တွေပါရောက်လာနိုင်တယ်။စံစီစီဆက်ပစ္စည်းအထင်ကောက်လေးဖြစ်ပြီးမှအောင်မြင်မှာဖြစ်တယ်။ခရီးဝေးရုတ်တရက်သွားရတဲ့ကျွားသွားရတဲ့အနေအထားမျိုးဖြစ်ပေါ်တတ်တယ်။ကိုကျူတင်စီစဉ်ထားတဲ့ခီးမျိုးပေါ့ပဲနဲ့ကိုကျူတင်စီစဉ်ထားခြင်းမရှိတဲ့ခီးမျိုးပေါ့ကျော်။ရုတ်တရက်ပေါ်ပေါက်လာတဲ့ခီးမျိုးဒီလိုခီးမျိုးတွေသွားတတ်တယ်လို့ဩပြောပေးခြင်းဖြစ်ပါတယ်။ နောက်တစ်ခုကငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်ငွေတွေဝင်လာမယ်နော်ငွေကန်တွေကောင်းမယ်ကားလုပ်ငန်းကြောက်လုပ်ငန်းကွန်ပျူတာလုပ်ငန်းစတဲ့အရေးကိစ္စတွေကောင်းတယ်နောက်မစ်စေပေါင်းတဲ့ဥညီပေးမဲ့သူရှိသလိုအနောက်ရှက်ပေးမဲ့သူလည်းကြုံရတတ်တယ်နော်မိသားစုအရေးမှာတော့အနေငယ်ပူပါမှုတွေနဲ့ငယ်ကြုံမယ်နောက်တစ်ခုကပြည်ញိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်မစ်စေပေါင်းတဲ့ကိုကြီးမဆမှုပေါ်သလိုအနောက်ရှက်ပေးတာမျိုးလည်းကြုံရတတ်တယ် ပုံလုံငါပွဲစားလုပ်ငန်းလေးရှိတော့ကဲနောက်ဆော့ကဲအနေထားမျိုးတွေဖြစ်ပေါ်တတ်တယ်လူငနဲ့ပတ်သက်တဲ့အခြေအကိစ္စတွေကောင်းတယ်လူငနဲ့ပတ်သက်တဲ့အခြေအနေပတ်သက်ပြီးအိမ်တော်ကြီးမှာတော့တစ်ချက်ချက်ဖြစ်တာမျိုးတွေကြုံရနိုင်တယ်နောက်ကျမ်းမာရေးနဲ့ပတ်သက်ပြီးရောတနွေသားသမီးရကျမ်းမာရေးနဲ့ပတ်သက်ပြီးရောကောင်းမှုတာဘိုက်အောင်တာအဲ့လိုမျိုးတွေကြုံရတတ်တယ်ကျမ်းမာရေးအညာခိုက်တွေကြုံမယ်နောက်တစ်ခုကမိခင်ကျမ်းမာရေးကောင်းတယ် ဖခင်လည်းကျမကြီးကောင်းပါလေအဲ့တော့ဒီညမှာသတင်းဝေဒသမီးတွေအနေနဲ့ကိုယ့်ရဲ့လှုပ်ဆောင်ချက်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းဆောင်ရတဲ့အခါမှာလူမျိုးရင်းနဲ့ပတ်သက်ပြီးတော့အတိုက်အခံအနောက်ဆက်ကလေးတွေတို့နော်အားလားမျိုးတွေကျွမ်းတတ်တယ်အဲကိုယ့်ရဲ့အမိသားစုကိစ္စတို့နော်မွေးခြင်းပါခြင်းကိစ္စတို့ဒီလိုကိစ္စရတရတော့ကောင်းတယ်လို့ပြောချင်ပါတယ်နော်အဲ့တော့ရတရတွေနေနဲ့ဘာကြီးဆောင်ရထားမလဲဆိုလို့ရှိရင် တရားမှာတောက်တော်ကြီး၄ွက်เนาะတောက်တော်ကြီး၄ွက်နောက်တစ်ခုကကိမ့်မောင်လေးတွေကလည်းပကံလေးနဲ့၄ပကံပေါ့เนาะကိမ့်မောင်ပကံနဲ့မှာဟိုတစ်ချက်ပဲဟိုနှစ်ချက်ပဲထည့်တယ်သုံးချက်ပဲထည့်တယ်ပကံအကြီးအတွက်နဲ့ကိမ့်မောင်ပကံလေးရ၄ပကံနောက်တောက်တော်ကြီးဘက်က၄ွက်ဖျောက်တူကလိုအပ်စုတောင်းပါလို့เนาะလိုအပ်စုတောင်းပါ နောက်တစ်ခုကအရောင်အဖျင်အဖြူရောင်ရယ်အစိမ်းရောင်ရယ်အဝါရောင်ရယ်ကျိုးပေးပါတယ်ခဏအဖျင်နှစ်လေးရှစ်ကျိုးပေးပါတယ်နော်နှစ်လေးရှစ်ကိုအကျိုးပေးပါတယ်တနင်္လာနေ့တို့ဗုဒ္ဓဟူးနေ့တို့ကတနင်္ဂနွေသားသမီးများအတွက်နေကောင်းခြင်းနဲ့ဖြစ်ကြပါလိမ့်နော်တနင်္ဂနွေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးမှခြင်းများပြည့်စုံကြပါစေခင်ဗျအဲတနင်္လာသားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံး မင်္ဂလာပါကုမုဒ္ဒရာဘေးရဟောစရကဏ္ဍကနေပြီးတော့73ရက်7လ2025မှ19ရက်7လ2025တပတ်တွင်းဟောပြောပြီးတော့မှာဖြစ်ပါတယ်တနင်္လာသတိများအလုတ်ကန်းငိုင်ကန်းနဲ့ပတ်သက်ပြီးတော့နော်လုပ်ငန်းထဲမှာအနှဲငယ်အဆင်မပြေမှုတွေတွေကြုံရတတ်တယ်လုပ်ငန်းပြောရမလို့ရှင်းရမလို့အနေထားမျိုးတွေလည်းဖြစ်ပေါ်တတ်တယ်နော်ကြီးကဲတို့အနေနဲ့ပတ်သက်ပြီးတော့အဆင်မပြေတာမျိုးတွေတွေကြုံရတတ်တယ် အလုံးမှာအမိုက်ခံအနောက်ရှက်ကလေးတွေကျွမ်းတက်ပါတယ်။အေဂျင့်လုံကအွန်လိုင်းလုံကအထင်ကဖြစ်ပြီးအောင်မြင်မယ်။ဦးနဲ့ပတ်သက်တဲ့လုံကအုံနဲ့ပတ်သက်တဲ့လုံကနေလည်းအောင်မြင်မှာဖြစ်ပါတယ်နော်။နောက်တစ်ခုကသာသမီနဲ့ပတ်သက်ပြီးတော့နော်ပူပင်ရမလို့ပုံစံမျိုးနဲ့မပူပင်ရဘဲနဲ့ပထမတော့ပူပင်ရတဲ့ကိစ္စမရေ သူ့ရင်စိတ်တွေစပေါ်တတ်တယ်။ပြီးလို့ရှိရင်တော့အေဂျင့်မှုနဲ့ဝါသားစရာတင်စကားတွေကြားနိုင်ပါတယ်။ကြားလာနိုင်ပါတယ်။လူမှုရေးကိစ္စတွေမှာလည်းအနောက်ဆက်ပေးမလို့ဆိုဆိုပေမဲ့လည်းနော်ကြည့်တိရရောက်အနောက်ဆက်ပေးခြင်းကိုရှိရောက်မလာပဲနဲ့ပေါ့နော်။ပြန်လဲပြီးတော့ပြေလည်သွားတဲ့အနေအထားမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ Now လူမှုကြနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းနေအထယ်ထယ်လေးလုပ်ငန်းတွေကောင်းပါလေဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းနေတယ်။ နောက်စက်ကစီနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအချိန်နေကောင်းလာမယ်ဘဝန္တဆရာသတင်းစကားကြားမယ်ရဝေးရဆက်ဆက်ကောင်းနေလဲရောက်လာနိုင်တယ်အင်္ဂါနန္ဒီဖြစ်တဲ့စာစီစီစာစက်ပစီကိစ္စတွေအရန်ကောင်းတယ်လို့ပြောချင်ပါတယ်ခရီးဝေးတွေသွားတတ်တယ်နော်သွားတဲ့ခီးမှာလည်းနှစ်ချိန်နှစ်ခါပုံစံမျိုးသွားတဲ့အနေအထားမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်ငွေကန်နေရတော့နော်ဝင်ဝင်နဲ့ထွက်ငွေအတူတူလို့ပြောမှာဖြစ်ပါတယ်နောက်တစ်ခုကမှဖက်နေတဲ့ငွေတွေကိုလည်းအင်တာအားတဲ့ပြန်လဲပြည့်လဲပြန်ပြီးတော့ဝင်လာနိုင်ပါတယ်ပေါ့နော် အဲ့တော့ကားလုံငန်းကြောက်လုံငန်းနေအကျိုးပေးတယ်။ပွဲစားလုံငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအကျိုးပေးမယ်။မြေမြေမြေတွေဝန်ကင်းရှိတယ်။ဖုံးရောင်းဝယ်နော်အဆင်ပြေမယ်။နောက်ဖုံးနေပါရည်လည်းဝန်ကင်းရှိတယ်။ပညာတို့ပညာဆန်းတွေရတတ်တယ်။ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်။မိသားစုအေးချမ်းဖို့အနေထားတွေရှိလာနိုင်တယ်နော်။မိစေပေါင်းနဲ့ကိုညီမဆမှုပေါ်မယ်။နောက်တစ်ခုက လူငယ်နဲ့ပတ်သက်တဲ့အခြေအနေဆိုရင်ရံဖြစ်လိုက်ရံဖြစ်လိုက်ကိန်းမောင်းသူစုဝါဝကိန်းမရှိပါဘူးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုတော့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးညှိနှိုင်းရတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်ပါတယ်နော်ဂျမားကြီးနဲ့ပတ်သက်ပြီးရောတင်းလာသားသမီးတွေဂျမားကြီးဘာမှမဖြစ်ဘူးမိခင်လည်းဂျမားကြီးဘာမှမဖြစ်ဘူးနော်ဖခင်လည်းဂျမားကြီးဘာမှမဖြစ်ဘူးလို့ဟောပြောပေးရမှာဖြစ်ပါတယ်အဲဒီတော့ခြေရာအနေနဲ့ဘာကြီးဆွမ်းထားမယ်ဆိုလို့ရှင်ရှိထမဲသုံးမကံဖျောက်လူပါလူပါစုတော့မှာ အကြောင်းအားဖြင့်နိညူယောင်အဝါယောင်ဖြူယောင်ကျိုးပေးပါတယ်ကနာအဖြင့်သုံးကားကျိုးပေးပါတယ်အင်္ဂါနေ့တို့စေတပရိနေ့တို့ကနော်တဏ္ဍာသာသမီများအတွက်နေတူးနေမြများဖြစ်ကြပါတယ်နိဏ္ဍာသမီကျွန်တော်ရဲ့မိစေများအားလုံးစိတ်ချနာခြင်းကိုကျမ်းမာခြင်းများပြည့်စုံကြပါစေခင်ဗျာအင်္ဂါသာသမီကျွန်တော်ရဲ့မိစေများအားလုံးမင်္ဂလာပါလို့နော်ဥမ္မုဒ္ဒရာဘေရင်ဟောစရကနကနဗီယ73ရက်7လ2025မှာ 19ရက်17လ2025တပတ်တွင်ဟောပြောပေးတော့မှာဖြစ်ပါတယ်။အင်္ဂါသားသမီးတွေဟာဒီတပတ်ထဲလုပ်ငန်းချုပ်တည်းရဲ့နားလဲရတဲ့အနေအထားမျိုးတွေလုပ်ငန်းမှာပြည့်တဲ့နောက်တစ်ခါတွေကြုံရတတ်တယ်နော်။အဲဒီတော့လုပ်ငန်းမှာအတိုက်ခအနောက်ဆက်ကလေးတွေဖြစ်ပေါ်တတ်တယ်နော်။လုပ်ငန်းရှင်ကြီးတွေအနေနဲ့ကိုယ့်ရဲ့လှုပ်လက်စလုပ်ငန်းတွေမှာရှေ့တူရခဲ့နောက်ဆက်ရခဲ့ပုံစံမျိုးနော်။လုပ်ငန်းဆောက်ကားပြီးမှယထာမလို့လို့နော်။ဟိုလုံမရကြင်မြတ် ခဲမျိုးလေးတွေကြုံတွေ့ရတတ်တယ်ဗျနော်နောက်တစ်ခုကအင်းချင်းလုံငန်းအွန်လိုင်းလုံငန်းနဲ့ပတ်သက်ပြီးတော့အနောက်ဆက်ကလေးတွေကြုံရနိုင်တယ်အိုးလုံငန်းအောက်လုံငန်းနဲ့ပတ်သက်ပြီးတော့အယောင်းဝယ်တွေ့ရမယ်အယောင်းဝယ်တွေကောင်းလာမှာဖြစ်တယ်လူမင်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကောင်းတယ်သာသမီချိုးပေးမယ်သာသမီနဲ့ပတ်သက်ပြီးတော့ဝန်သားဆရာသတင်းစကားတွေကြားရမယ်ရွှေဝန်ကင်းရှိပါတယ်နော်ဂျင်းနှင်းငယ်ရရတဲ့နောက်တစ်ခုကလူမျိုးကြားနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေချိုးပေးမယ် အထဲထဲလေးလုံကနေအရန်တွက်တဲ့ကာလဖြစ်မယ်အထဲထဲအထဲထဲလေးလုံကနေကောင်းတယ်အရာဝန်နဲ့ပတ်သက်တဲ့လုံကမနဲ့များအားလုံးကောင်းလာမယ်ပွန့်လာမှာဖြစ်တယ်ဒီဘဝကြီးမှာစီဝိုင်းဥမော့လာမယ်အနှဲငယ်ထင်းငေါ့လေးဖြစ်ုံလေးပဲနော်ဇာဝေးရဲ့ဆက်တယ်ကောင်းယနေ့ဆက်တယ်ကောင်းဆက်ရပြန်ဖဲဘက်ကနေပြီးတော့ဆွတ်တဲ့ကောင်းလေးရောက်လာနိုင်တယ်အင်္ဂနာနေဖြစ်တဲ့စံစီစီဆက်ဆက်စီလုံကနေအကျိုးပေးအောင်မြင်မယ်ကောင်းတော့ခီးသွားတတ်တယ်အိမ်ပြင်အိမ်ဆောက်ခင်းနေကျုံမယ်နော်တွေ့တန်တဲ့အသေးနံလုပ်ငန်းတွေကောင်းမယ် သူရစလုံကအကျိုးပေးမယ်ခြေသားလုံကနေလည်းအဆင်ပြေမယ်ငွေကန်နေဝေးကြီးနဲ့ပတ်သက်ပြီးတော့လည်းပထမတော့ငွေထွက်ခရစ်တွေနည်းနည်းလေးများမယ်နောက်ပိုင်းမှာငွေကန်တွေလည်းကောင်းလာမှာဖြစ်တယ်နောက်ကားလုံကကြောက်လုံကကွန်ပျူတာမိတ်တူဒီလုံကနေအားလုံးကောင်းပါတယ်မိစေပေါင်းနဲ့ကောင်း90စု90เนาะပညာရေးနဲ့ပတ်သက်ပြီးတော့အထင်ကောက်ဖြစ်ဖြစ်အောင်မြင်မယ်ပွဲစားလုံကနေအချိန်ကြီးကောင်းမယ်ဟောရောင်းမယ်လုံကနေအချိန်ကြီးကောင်းမယ်အဲ့တော့နောက်တစ်ခုက လူငယ်နဲ့ပတ်သက်တဲ့အခြေအနေမှာရံဖြစ်လိုက်ပြန်ဖြစ်လိုက်ဆိုတော့ကင်းဖြစ်ပြီးတော့အိမ်တော်ကြီးမှာတော့အင်မတန်မှညှိနှိုင်းရခဲ့တဲ့အနေအထားမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်နော်ဂျမိုင်းနဲ့ပတ်သက်ပြီးတော့အင်္ဂါသားသမီးဂျမိုင်းကောင်းတယ်မိခင်လည်းဂျမိုင်းကောင်းတယ်ပွားခင်လေတို့လျောက်ဘိုက်အောင်အားမျိုးတွေဖြစ်တတ်ပါတယ်နော်ဒီနေရာအနေနဲ့ဘိုက်ဆွမ်းထားမယ်ဆိုလို့ရှင်ရှောက်တိတုတ်လေးပကံဖျောက်လူပါရှောက်တိတုတ်လေးပကံဖျောက်လူပါလူပါဆွတော့မှာအယောင်အားဖြင့်အဝါယောင်နော်အဝါယောင်အစိမ်းယောင်အပြာယောင် အကျိုးပေးပါတယ်ရောင်စုံအကွက်ကလေးတွေအကျိုးပေးပါတယ်နော်ခဏအချင်း၄၆ကျိုးပေးပါတယ်ဘုဒ္ဓဦးလေးတို့တောက်ကြနေတော့အင်္ဂါသာဓမီများအတွက်နေသူနေပြများဒီနေ့တွေမှာကိုယ့်ရဲ့အရေးကြီးတဲ့စောင့်တဲ့ကိစ္စတွေမှာဒီနေ့တွေကောင်းတယ်လို့ပြောခြင်းဖြစ်ပါတယ်နော်အင်္ဂါသာဓမီများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများပြည့်စုံကြပါစေခင်ဗျဘုဒ္ဓသာဓမီရာဟုသာဓမီကျွန်တော်မြေစများအားလုံးမင်္ဂလာပါကုမုဒ္ဒရာအောင်ဘေရင်ဟောစလန်ကာနာကနေပြီးတော့73ရက်7လ2025မှာ19ရက်7လ2025တပတ်တွင် ဟောပြောပေးသွားမှာဖြစ်ပါတယ်နော်အဲဒီတော့ဒီတစ်ပတ်မှာဘုရူသသမီးတွေအနေနဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းအသစ်တွေရောခေါင်းတွေရောလုတ်ကင်ဆောင်မဲ့အနေအထားမျိုးတွေဖြစ်ပေါ်လာမှာဖြစ်တယ်အလုတ်ကင်တွေလည်းရန်အားကောင်းလာတဲ့အနေအထားမျိုးဖြစ်မယ်အေဂျင့်လုပ်ငန်းအွန်လိုင်းလုပ်ငန်းအုပ်လုပ်ငန်းအိုးလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကောင်းမယ်နော်နောက်လုပ်ငန်းရှင်ကြီးတွေအနေနဲ့လုပ်ငန်းတိုးချဲ့တဲ့ကိစ္စတွေအရန်ကောင်းတဲ့ကာလဖြစ်တယ်။ကြီးခဲ့တဲ့ကုညီမဆောက်ပေါ်မယ်။ လူမှုကျန်းတဲ့ပတ်သက်တဲ့ကိစ္စနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေအရန်ကောင်းတယ်။နောက်အထက်ထိတ်လုပ်ငန်းတွေအရန်ကောင်းမယ်။အမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဲကောင်း90ဆိုး90ဖြစ်ပေါ်မှာဖြစ်တယ်။နော်။ခီးနဲ့ပတ်သက်ပြီးရောနော်ရောက်ထားပြီးခီးပြန်သွားမယ်။အဲခဏခဏခီးသွားတယ်မျိုးတွေခဏခဏခီးနဲ့ပတ်သက်ပြီးရောဟိုဟာပေါ့နော်။မသိဟိုဟာမသေးကြလို့ပြန်ပြန်ပြီးရောလုပ်ကြရတဲ့အနေအထားမျိုးတွေဖြစ်ပေါ်တတ်တယ်။မရင်းစရွေးနဲ့ပတ်သက်ပြီးရော ပြိပကဖြစ်တာမျိုးတွေကျွအနှဲငယ်ကျွမ်းနိုင်တယ်နော်ကိုယ်စားလုပ်ငန်းတွေအထင်ကလေးဖြစ်ပြီးအောင်မြင်မယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကောင်းတယ်ကောင်းရောင်းလုပ်ငန်းတွေနော်အာနည်းနည်းအထင်ကရှိတယ်ကိုအေးကိုကိုလက်ရှိသုံးဆွဲနေတဲ့ဖုန်းတွေမှာလည်းဖုန်းပြတ်တာဖုန်းနဲ့ပတ်သက်ပြီးရော error တက်တာဖုန်းနဲ့ပတ်သက်ပြီးရောလူမှုကြတဲ့နာလေးတွေရှိတုံတာဒါမျိုးတွေဖြစ်ပေါ်တတ်တယ်နောက်တစ်ခုကလူမှုနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကောင်းတယ်သာသမီကိစ္စရပ်တွေလည်းကောင်းတယ်အောက်လိုက်ကတာသာသမီကိစ္စရပ်တွေလည်းကောင်းပါတယ် ရွှေကြောင့်စကားပြောရတာလေးစကားများတာလေးအနေငယ်ဖြစ်ပေါ်မယ်နော်စီပွားရေးအားကောင်းလာမယ်စီပွားရေးနဲ့ပတ်သက်ပြီးတော့စီပွားရေးကိုအရင်းနှီးမြှုပ်နှံတွေပြီးလုပ်ငန်းဆောင်ရွက်နိုင်တွေအကျိုးမြတ်တွေရှိမယ်လို့ဟောပြောပြခြင်းဖြစ်ပါတယ်ငွေကန်လည်းကောင်းမယ်နော်ငွေကန်လည်းကောင်းမယ်အဖက်ဖက်ကနေပြောငွေတွေဝင်လာမယ်ကားလုံးကကြောက်လုံးကကွန်ပျူတာလုံးကဒီလုပ်ငန်းတွေအားလုံးကောင်းပါတယ်အဲ့တော့လူငယ်နဲ့ပတ်သက်တဲ့အခြေအနေတွေရန်ကောင်းတယ်နောက်တစ်ခုကအိမ်တော်ရေးမှလည်းကောင်းပါတယ်ကျမကြီးနဲ့ပတ်သက်ပြီးတော့ဗုဒ္ဓဘာသာသမီးတွေနဲ့ကျမကြီး ဘာမှကျမိုက်နဲ့ပတ်သက်ပြီးဘာမှလုံးစားမလုံးကျမိုက်လည်းကောင်းတယ်နော်မိခင်လည်းကျမိုက်ကောင်းတယ်ဖခင်လည်းကျမိုက်ကောင်းပါတယ်ရေရယာအနေနဲ့ကောင်းတဲ့ချက်ကောင်းအောင်ဘာလို့ဆောင်းထားမလဲဆိုလို့ရှင်နွားနုတစ်ခွက်ကိမုံနှစ်ချက်နွားနုခွက်ပေါ်မှာကိမုံနှစ်ချက်တင်ပြီးတော့ဖျောက်ပြွားလိုအားစုတော့ပါနော်အဲ့တော့အရာအားဖြင့်အဖြူရောင်အနက်ရောင်ကျိုးပြပါတယ်ကဏ္ဍအားဖြင့်ခွန်တုံညနှစ်ကိုကျိုးပြပါတယ်ကဏ္ဍအားဖြင့်ခွန်တုံညနှစ်ကိုကျိုးပြပါတယ်နော်အဲ့တော့ ဘုရုသာသမီးများအနေနဲ့စနေနေ့တို့တနင်္လာနေ့တို့ကမိမိတို့ရဲ့နေကောင်းနေ့မြရရရရစားနေတို့နေ့မြအိုင်းနေ့တွေမှာ အရေးကြီးတဲ့ကိစ္စဆောင်ရွက်စရာကိစ္စတွေဆောင်ရွက်လို့ရတယ်လို့ဒီနေ့တို့တတ်မှတ်ပေးလိုက်ခြင်းဖြစ်ပါတယ်နော်ဘုရုသာသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများပြည့်စုံကြပါစေ